တရားဆိုတဲ့စကလုံးလေးကိုကဘလို့အဓိပ္ပာယ်ကိုရည်ညွှန်းနေတာတော့ဆိုတော့မှန်ကန်ခြင်းကိုရည်ညွှန်းနေတာလူနှစ်ယောက်စကားများကြတယ်ပฏิပက္ခဖြစ်ကြတယ်ယံဖြစ်ကြတယ်ဆိုရင် ဘသူကတရားတယ်ဘသူကမတရားဘူးလို့ဘုံတို့ဘေးရနေဝေဖန်ကြတာမရှိဘူးလားဘသူကတရားတယ်လို့ပြောတာတော့ဘသူကမတရားဘူးလို့ပြောတာတော့ဆိုတော့မှန်ကန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်ကန်တဲ့လူကိုမတရားဘူးလို့ပြောတာအဲ့တော့တရားဆိုတဲ့စကားလုံးလေးရဲ့ရည်ဝရအတိပယ်ကမှန်ကန်မှုကိုညွှန်းတာပေါ့နော်အဲ့တော့မှန်ကန်မှုဆိုတာလေးကို ခံရတဲ့စကလုံးလေးသုံးပြီးတော့ပြောရမယ်ဆိုရင်သစ္စာနော်သစ္စာဆိုတဲ့စကလုံးကတော့ပါဠိစကလုံးဖြစ်သွားတယ်နော်သစ္စာဆိုတာမှန်ကန်မှုအဲ့တော့တရားစကားကိုနားထောင်ကြရတယ်တရားစကားဆိုတာဘာတော့သစ္စာစကားပေါ့အဲ့တော့ဘာရဲ့သစ္စာလဲဘာရဲ့အမှန်တရားကိုနားထောင်ကြမှာတော့လို့လူရင်းကိုရောက်အောင် ပြောရမယ်ဆိုရင် ဘဝခန္ဓာရဲ့အမှန်တရားကိုနားထောင်ရမယ်။ဘဝခန္ဓာဆိုတာဘယ်လိုသဘောမျိုးတွေဖြစ်နေတာတော့ဘယ်လိုတွေဖြစ်နေတာတော့ဘဝခန္ဓာရဲ့တစ္ဆာတရားတခြားတခြားသော အရာတွေရဲ့အမှန်တရားကကိုယ့်ဘဝမှာတိတ်ပြီးတော့အရေးမကြီးဘူး။ကိုယ့်ဘဝရဲ့အမှန်တရားကကိုယ့်အတွက်အလွန်ရေးကြီးတယ်။ဟုတ်တယ်မို့လား။အဲ့တော့ကိုယ့်ဘဝကြီးကဘယ်လိုဖြစ်နေတာတော့ ကိုဘဝဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိရင်သူများဘဝတွေလည်းဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိနိုင်အဲ့တော့ဘဝဘလို့ဖြစ်နေတာတော့တဖြည်းဖြည်းနဲ့အိုသွားတယ်ဟောင်းသွားတယ်အည်သွေးကျဟုတ်လားပျက်စီးရွရွမှုတွေပို့ပို့ပြီးတော့များလာအကျိုးဆက်အနေနဲ့အခံရခတ်မှုနေလာထိုင်လာမရှိမှု ရုပ်ပိုင်းဆိုင်ရာဆင်းရဲပင်ပန်းမှုတွေကလည်းပူပူပြီးတော့များလာတယ်။ဒီလိုနဲ့ပဲနောက်ဆုံးကြတော့မလှုပ်မရှက်သေရတယ်ဆိုတဲ့ပျက်စီးရတဲ့အနေအထားကို ရောက်အောင်ပို့အောင်မယ်။ဒါတရားပဲလေဒါမှန်လိုက်သမှဟုတ်လား။ဘာလို့ဒီလိုတွေဖြစ်တာတော့ဆိုတော့ဒီလိုတွေဖြစ်တတ်တဲ့သဘာဝကြီးမို့ဒီလိုတွေဖြစ်တာပဲ။ ဇာတိပိစယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိပရိစ္ဆသမုပ္ပါအနုလောမဒေသနာတချို့ဘုရားကတော်ရင်နဲ့ရုပ်ဖတ်ပူဇော်ရတာရှိတယ်အတိဘေကိုလေးလေးနက်နက်နားလည်မှုလေးရှိရင်အလွန်ကောင်းတယ်ဇာတိပိစယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိအတိဘေကဘာပြောတာတော့ လူရလို့ဖြစ်လာလို့ရှိရင်လူဒုက္ခတွေကိုမလွဲမသွေတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဇာတိပြစ်เสียလူရလို့ဖြစ်လာတဲ့အတွေ့အကြောင်းစရာမရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတာဖြစ်လာတဲ့ဒီယုံ nant သဘာဝတရားကြီးကအိုတဲ့ဟောင်းတဲ့တဲ့သဘာဝကြီးဆိုတော့ အမိဝါကောင်းကလှူရရစတခါတည်းတဖြည်းဖြည်းနဲ့ဘာဖြစ်လာရှင်းလျော်လာတယ်တားလို့မရဘူးအဲ့ဒါကြားထဲမှာဗျာတိကိုမြတ်စွာဘုရားမထည့်ပဲနဲ့မရဏကိုတန့်သွားလိုက်တယ်ဒီလိုနဲ့ပဲအိုဟောင်းပြီးတော့ပျက်စီးသွားရောအဲ့ဒါအိုတယ်ဟောင်းတယ်ဆိုတာတဏီနားလေဖို့ရှိတာကပျက်စီးဖို့လို့ပြင်တာပါပဲတော့ဖြစ်လာတယ်ပြက်မလို့ပြင်တယ်ပြီးတော့ပြက်သွားတယ် ဒါကဘဝတစ်ခုကိုအတူဆုံးခြုံငုံသုံးသပ်လိုက်တာပေါ့နော်။မွေးဖွားလာတယ်၊ရှင်းလျော်သွားတယ်ပြီးတော့ပျက်စီးသွားတယ်။အဲရုပ်လည်နေရဘဝတစ်ခုမှလာအဲ့လိုဖြစ်နေတာမဟုတ်အခုအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှလည်းအဲ့ဒီတိုင်းသွားတာ။ကြားဘူးတယ်မို့လား။ဥပတိပင်ဆိုတဲ့စကားလေး။ကြားဘူးတယ်နော်။ဥပတိပင်ဥပဆိုတာစဖြစ်ပေါ်လာတာ။ထီဆိုတာခဏလေးတီးနေတာ။ပင်ဆိုတော့ ဖြစ်သွားတယ်။တဘာဝတရားတွေကတော့ဒီတိုင်းပဲဥပ္ပတိပင်ဥပ္ပတိပင်ဆိုသွားဘဝကြီးတစ်ခုလုံးကလည်းဒီတိုင်းပဲမွေးဖွားလာတယ်ခနာကလေးပါပဲသိမကြပါဘူးအဲ့ဒီခနာလေးအတွင်းမှာဘာတွေကြုံရအောင်မှာတော့တောကံပရိဒေဝစွေရင်ချင်းကိုကြွေးခြင်းဘာလို့တတ္တဝါတွေကစွေညတာတော့ငိုကြတာတော့လို့ပြောရင်နားလေလေတဲ့ဟောတာတုံပြောရရင်တော့ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လို့ ဟုတ်လားအဲ့တော့ကိုကဘာတွေဖြစ်ချင်တာတုံးဆိုကိုကဒီတိုင်းလေးအခြေအနေကောင်းလေးရက်တည်နေချင်တာပဲဘဝကအဲ့ဒီအကြီးအသေးမျိုးရှိမနေဘူးပြောရရင်ကိုကနှိမ့်ဆမြဲချင်တည်ချင်တယ်ဒီပုံစံလေးတိုင်းဖြစ်နေချင်တယ်ဒါပေမဲ့တဘာဝတရားကအဲ့ဒီအကြီးအသေးပါမလားဘူးပျက်စီးရမယ်အတူတူနေရတာလဲကွဲရမယ်မာတာလဲနာရမယ်ရှင်တာလဲ ်သေးရမယ်ပျက်စီးရမယ်ကျမကြီးလည်းပြည့်ရမယ်အကုန်လုံးပြည့်မှာဟုတ်လားဘဝရဲ့သဘောကိုကပျက်စီးခြင်းကြီးပဲဒါပေမဲ့ကျွတ်ရဲ့စိတ်ကအဲ့ဒါကိုနားမလည်နိုင်ဘူးနားမလည်နိုင်တဲ့အခါကျတော့ညှင်းဆန်တယ်မပြည့်ချင်ဘူးညှင်းလို့မရအဲ့တော့ပျက်စီးတော့မယ်လို့အခြေအနေယိုယွင်းတော့မယ်လို့ပြလာပြီဆိုတာနဲ့ကျွတ်ဘာဖြစ်ကြပြီတော့စိုးရိမ်ကြပြီဟုတ်တယ်မဟုတ်လား အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလဲလို့တကယ်အရင်အမြင့်ကြအောင်စဉ်းစားကြည့်လို့ရှင်ဩဒီအခြေအနေလေးတိုင်ကဖြစ်နေနေတာတဘာဝကအဲ့ဒါကိုဖြစ်ခွင့်မပေးဘူးဟုတ်လားနောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်လာပြီကိုဖြစ်ချင်တာတွေမဖြစ်တာဒါတွေကအလုံးကိုကိုယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှင်စိုးရိမ်တဲ့အဆင့်တွေမကတော့ဘဲနဲ့ဘယ်ထိရောက်သွားငိုကြွေးတဲ့အဆင့်မျက်ရည်ထွက်တဲ့အဆင့် နော်မျက်ရည်ထွက်ပြီးဆိုတော့ခန္ဓာကိုယ်ကဘလောက်ပင်ပန်းလဲဆိုတာထင်ရှားပါလေ။ထဲမှာဖြစ်နေတဲ့စိတ်တိုင်းမကြမှုဒေါသကဒီမျက်လုံးနှလုံးကနေအရေးထွက်အောင်ထိကိုညှစ်နိုင်တယ်လို့ပြောရမှာနော်။မျက်ရည်ကြတာလေးကိုပေါ့ပေါ့လေးမစင်သားနဲ့။အလုံးကိုစိတ်ကခန္ဓာကိုညှင်းစေလို့မျက်ရည်ထွက်လာတော့။တောကပရိဒေဝ။နောက်ဒုက္ခဒေါမနတ္တကိုရှင်ရခြင်းစိတ်ရှင်ရခြင်း ဥပါယတာဆိုတာပင်မလုံးလို့တချို့တက်သွားတာတခါလေကွာကိုကိုမရက်တည်နိုင်တော့ကိုနာတွေဘာတွေနှစ်ပါဟဲ့ချင်မတွေဘာတွေချိုးပါဟဲ့ဟာအဲ့ဒီအနေထားထိရောက်သွားတာဘယ်သူနှိမ့်ဆက်တာတုံးလို့မင်းဒေါသနှိမ့်ဆက်အလိုမကျမှုကနှိမ့်ဆက်အဲ့တော့မြတ်စွာဘုရားကဇာတိပိစယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတတမွန်တိဒါတွေဘာကြောင့်ဖြစ်တာလဲလို့အဖြေရှာတဲ့အခါမှာအကြောင်းတရားကိုရှာတဲ့အခါမှာ ကြားထဲကဗဒနာမကြတဲ့အပေါ်ရန်အကြောင်းတရားကိုမပြဘူးအလွန်အရေးကြီးတဲ့အဓိကကြတဲ့ဗဒနာကြတဲ့အကြောင်းတရားကိုပြတာအဲ့ဒီအကြောင်းတရားဘာတော့ဇာတိပဲအဲ့ဒါကျွတ်တော့ဒီဒေသနာလေးကိုရွတ်တန်းရွတ်တန်းနော်ဒုက္ခဖြစ်လာတဲ့အခါမှာအော်ငါဒုက္ခဖြစ်ဖို့ဘဝကြီးရလာလို့ဒုက္ခဖြစ်တာလို့အဲ့ဒီထိမြင်ရင်အလွန်ကောင်းမယ်အရှင်မပြေတာတွေဖြစ်တိုင်းဖြစ်တိုင်းစိတ်ဆင်းရဲတဲ့နေရာတွေကြုံလို့စိတ်ဆင်းရဲတဲ့နေရာတွေစိတ်ဆင်းရဲတဲ့နေရာ ဇာတိကြောင့်ဖြစ်တာလို့ဒီထိဘုံဘုံတို့မြင်တတ်ဖို့လိုတယ်ဟုတ်လားအဲဘဝဖြစ်လို့ဘဝဒုက္ခခံစားရတာဘဝဒုက္ခမခံစားခြင်းဘဝမဖြစ်အောင်လုပ်ရမယ်မြတ်စွာဘုရားရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပဲအပေါ်ယံကြောင်းတရားတွေကိုပြောမယ်ဆိုရင်တော့ဘယ်ဆုံးမှမတော့ဘာဖြစ်လို့စိတ်ဆင်းရတယ်ညာဖြစ်လို့စိတ်ဆင်းရတယ်ပြောမပြီးနိုင်ဘူးဟုတ်လားတကယ်တကယ်အဓိကကြတဲ့အကြောင်းတရားကဘာလို့ဇာတိပဲဟုတ်လား ဒါဘုမောကခုဘာတွေပြောနေတာတော့အမှန်တရားတစ္ဆာစကားဘာရဲ့အမှန်တရားလဲလို့မင်းဘဝရဲ့အမှန်တရားအဲ့ဒါတွေကိုပြောနေတာအဲ့ဒါတွေကိုသိလို့ရှင်ဒါပညာလို့ခေါ်တာဟုတ်အဲ့ဒီပညာက အလွန်တန်ဖိုးကြီးတယ်ဘယ်ကောင်းမှုထက်မဆို तू ကအထက်မှာရှိတယ်ပညာကုတုနောက်ဆုံးဒီဟာကအလွန်မြင့်မားသွားပြီဆိုလို့ရှင်တစ္ဆာလေးပါး တိလိုက်လို့ရှင် စိတ်ကိုဖြူစင်သွားစေသည့်အထိမှန်တဲ့နောက်ဆုံးအမှန်တရားဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားကြီး၄ချက်ကို မြင်တဲ့အဆင့်ထိရောက်သွားတယ်။မတိလဲရရင်စိတ်ကိုဖြူစင်သွားစေတဲ့အမှန်တရားဆိုတာဘာလို့ဆိုတော့သစ္စာ၄ပါးကိုပြောတာ။အဲ့ဒါမဲ့ညာလို့နာမည်တက်တယ်ပေါ့။သစ္စာ၄ပါးကိုပဋိဝေဒအဆင့်နဲ့သိမယ်ဆိုလို့ရှိရင် အဲ့ဒီလိုတိပြီဆိုလို့ရှိရင်အဲ့ဒီတိမှုကဘလောက်စွန်းလဲဆိုရင်စိတ်နှလုံးမှာတတန်တရာလုံးเนาะဘယ်တော့မှစပြီးတော့ပေးချန်ခင်မှမတိတဲ့စိတ်အညစ်အကြေးတွေကိုအစင့်စက်သူဟာပြောင်းစင်အောင်စေချော့ပေးတယ်တောတပတိမဉ္ဇဉ်ရမယ်ဆိုလို့ရှိရင်တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စအညစ်အကြေးအပူလောက်အရှုပ်အထွေးတွေအကုန်လုံးမဖြစ်သွားတော့ရှင်းသွားတယ်တပံပြန်၍မဖြစ်သောချုပ်ချင်းဖြင့်ချုပ်သွားတယ်ဘလောက်စွန်းတော့ အလွန်ဆိုးရတဲ့အဲ့ဒီအကြောင်းတရားတွေချုပ်တဲ့အတွက်ကြောင့်အလွန်ဆိုးရတဲ့အကျိုးရလတ်ဆိုရယ်အပေလေးပုံကိုရောက်เสียမလို့တော့ဘာရဲ့အစွမ်းလဲလို့မေးရင်ပညာရဲ့အစွမ်းဘယ်ပညာလဲလို့မေးရင်သစ္စာလေးပါးကိုတိတဲ့အဆင့်ထိမြင်မာတဲ့ပညာအဲ့ဒီပညာကိုရခြင်းစိုးတော်တုံးကပညာတွေကိုပဲရှင်းကျက်လအောင်ကြိုးစားရတယ်နော်ဘဝဟာဒီလိုပဲဘဝဟာဒီတိုင်းပဲနော်ဘဝဟာအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့သဘောပဲလို့ ဘဝရဲ့သဘောကိုမြင်အောင်ကြည့်တယ်ဟုတ်လားအဲ့လိုမြင်အောင်ကြည့်လို့ရှိရင်ဘဝရဲ့ပုံမှာမမောမှုဟာအစင်စင်ခြုံငိမ့်တယ်မမောမှုအစင်စင်ခြုံငိမ့်ရင်အဲ့ဒီမမောမှုကြောင့်ဖြစ်မဲ့ဘဝတွေဟာလည်းအစင်စင်ခြုံငိမ့်တယ်ဘဝခြုံငိမ့်ရင်ဘဝဖြစ်မှသေရတဲ့အနေထားဟာလည်းခြုံငိမ့်သွားတယ်အသေးကအဲ့ဒီကြံမှာလွတ်တာကျွတော့သေခြင်းတရားကိုအလွန်မင်းကိုကြောက်တယ်ပေါ့နော်လူတိုင်းကြောက်ကြတယ်မကြောက်ဘူးဆိုတာသေမယ်မထင်ရသေးလို့ပါ ဘလောက်ကြောက်ကြောက်သိရမှာပဲဘာလို့သိတဲ့တဲ့ဘဝကြီးကိုရထားတာဖြစ်တဲ့အတွက်ကြောင့်ဘဝရရင်သိခြင်းတရားကရှောင်လို့မရအောင်တို့ကျတို့ကတကယ်တမ်းသိခြင်းတရားကိုကြောက်တယ်သို့မဟုတ်မသိခြင်းဘူးဆိုကြပါစို့သိခြင်းကိုကြောက်တယ်ဆိုတာမသိခြင်းဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲဟုတ်တယ်မဟုတ်လားမသိခြင်းဘူးဆိုလို့ရှိရင်ကျတို့ကသိတဲ့တဲ့ဘဝမရအောင်လိုရမယ်ဘဝရရဲ့ဘဝလက်ရှိနဲ့မသိခြင်းဘူးဆိုတဲ့တောင့်တချက်ကတော့ဘာအဓိပ္ပာယ်မှာ ရှိဘူးဘလည်းမပြည့်နိုင်ဘူးဟုတ်လားအဲ့မသေးခြင်းဘူးဆိုတဲ့အဲ့ဒီတဘာဝမကြတဲ့အလိုဆန္ဒမသေးခြင်းဘူးဘလို့မသေးခြင်းတာတော့ဘလို့မသေးခြင်းတာမသေးခြင်းတာကဘဝလက်ရှိနဲ့မသေးခြင်းတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဒီတိုင်းလေးပဲဆက်ပြီးတော့နေသွားခြင်းတာအဲ့ဒီလိုနေသွားလို့ရတဲ့အနေအထားမျိုးဒီခန္ဓာမှာရှိမနေဘူးဟုတ်လားဒါကြောင့် ဒီသေးခြင်းတရားကိုဘုန်းတို့တကယ်ကြောက်တယ်မသေးခြင်းယူမှန်တယ်ဆိုလို့ရှိရင်သေတတ်တဲ့ဘဝမရအောင်လုပ်ရမယ်အဲ့လို့ဆိုရင်သေတတ်တဲ့ဘဝကဘာလို့ရတာတုံးဆိုတော့သေတတ်တဲ့ဘဝကဘဝကိုရကျင်နေလို့ဘဝကိုတွေ့တာတဲ့ဘဝကိုမမောတဲ့လောဘကြောင့်သေတတ်တဲ့ဘဝကရတာတနည်းအားဖြင့်ဘဝတွေဟာလောဘစွန့်အင်နဲ့ဖြစ်ပေါ်နေတာလောဘရဲ့တွန်းအားနဲ့သွားနေကြတာလောဘရဲ့ဆွဲငင်မှုနောက်ကိုကျွတ်တော့ဟာလိုက်ပြီးတော့ဖြစ်နေရတာလောဘပဲအဓိကအဲ့ ကြောင့်သူ့ကိုမြတ်စွာဘုရားဒုတိယအမှန်တရားဒုက္ခသမုဒယအသစ္စာဆိုတာလောဘကိုပြောတာလို့ပြောတာဆင်းရဲဟာသူ့ကြောင့်ဖြစ်နေတာအဓိကအကြောင်းတရားကိုပြောတာနော်ကျတော့ဆင်းရဲကြုံတိုင်းကြုံတိုင်းဘာကြောင့်ဖြစ်တယ်ညာကြောင့်ဖြစ်တယ်ဗရဏမကြတဲ့အကြောင်းတရားတွေကိုပဲရှောက်ပြီးတော့ရင်မဲတက်နေကြတာတကယ်တကယ်ကဆင်းရဲဒုက္ခတွေအကုန်လုံးဟာဘဝဖြစ်လို့ဖြစ်တာအဲ့ဒီဘဝကလည်းလောဘဖြစ်လို့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲရဲ့အဓိကအကြောင်းတရားလက်သက်တရားခံကိုမြတ်စွာဘုရားလောဘလို့ပြောတာ အဲ့ဒါဆိုတော့ကနည်းနည်းလေးထင်ရှားအောင်ဇာတိပစ္စယလေးကိုဘုံဘုံရွတ်ပြတော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီလောဘကဘာကြောင့်ဖြစ်တာတော့ဘယ်ပုံမှာဖြစ်နေတာတော့ဘဝပုံမှာဖြစ်နေတာဘာကြောင့်ဖြစ်တာတော့ဆိုရင်ဆင်းရဲမှမသိလို့ဖြစ်နေတာဒါပဲဒါလေးတွေကိုဘုံဘုံကအရင်ကျွမ်းကျင်ထားရမယ်နော်လောဘဘာဖြစ်လို့ဖြစ်တာတော့ဆင်းရဲမှမသိလို့သူဖြစ်နေတာကဆင်းရဲတဲ့သဘာဝကြီးပုံမှာကိုဖြစ်နေတာပြောရရင်ဘဝပုံမှာဖြစ်နေတာဆင်းရဲမှန်းသိရင်မဖြစ်ဘူး ဆင်းရဲမှမသိလို့ဖြစ်တာအဲ့ဒီဆင်းရဲတာကိုဆင်းရဲမှမသိတာကိုဘာလို့ခေါ်တော့အဝိဇ္ဇာမောဟပေါ့နော်ဆင်းရဲမှမသိဘူးဒါကြောင့်ဆင်းရဲနေတာကိုဆင်းရဲမှသိဖို့အတွက်ဘုဖုံတို့တွေကဒီဆင်းရဲနေတဲ့သဘာဝကြီးကိုပဲတတိပညာနဲ့တဲ့တဲ့ကြည့်ရတယ်မင်းအကောင်လားအဆိုးလားငါသိအောင်လုပ်မယ်အဲ့ဒါကိုမြတ်စွာဘုရားကနည်းပညာအနေနဲ့ဘာကိုသင်ပေးခဲ့တော့ဆိုတော့တတိပဋ္ဌာန်ဒေသနာကိုသင်ပေးခဲ့တယ်ဘဝကြီးဟာဆင်းရဲတယ်ဆိုတဲ့ အဖြေမှန်ကိုရကျင်တယ်ဆင်းရဲတဲ့တဘာဝကိုမင်းတို့တကယ်သိကျင်တယ်ဆိုရင်ဒီတတိပဌာန်ဤအတိုင်းလှုပ်ကြဟုတ်လားတတိပဌာန်ဤအတိုင်းလှုပ်လို့ရှိရင်တတိပဌာန်ဆိုတာဘာတော့ထင်ရှားဖြစ်နေတဲ့ယုံနံကိုဖြစ်တိုင်းဖြစ်တိုင်းအတိမတ်ပြုနေတာဒါဖြစ်သွားတယ်ဒါဖြစ်သွားတယ်ပိဿုပန်တိုင်းကိုလိုက်ပြီးတော့အတိမတ်ပြုတာမြတ်စွာဘုရားကတော့တကယ်အလုတ်ဖြစ်အောင်လှုပ်တဲ့အောင်ဘယ်နဲ့စတင်ပေးတော့အာနာပါနာနဲ့စတင်ပေးတယ် အနာပါနာဆိုတာဒုက္ခဖြစ်နေတဲ့သဘာဝကြီးတွေကအစိတ်အပိုင်းတစ်ခုပဲသူကလေဒုက္ခတော့သူအကောင်းမဟုတ်ဘူးဟုတ်လားအခုကျွန်တော်ဒီအသက်ရှူရှိုက်နေရတဲ့သဘောလေးကိုအခြေခံကြကြနားလည်ဖို့လိုတယ်ပြောရရင်သူဟာတည်ရရှင်ရဲ့အလုပ်ကိုလုပ်နေတာခန္ဓာကိုယ်ရဲ့မဖြစ်မနေလိုအပ်ချက်အောက်ဆီဂျင်ကိုအရာဖြည့်ရတယ်မဖြစ်မနေထုတ်ကိုထုတ်ရမယ့်ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်းထုတ်ရမယ် သူဝင်ထွက်နေမှာဒီခန္ဓာကိုယ်ဟာဆက်ပြီးတော့ရှင်းတန်နိုင်ပါခန္ဓာကိုယ်ကြီးလဲပတ်မှုရှိအောင်သူဟာမဖြစ်မနေပါလို့နေတော့လုံနေရတယ်ခဏလေးတောင်ရက်ဆိုင်ထားလို့မရဘူးအစာအာခဏမထည့်လို့ရတယ်ရေခဏမထည့်လို့ရတယ်လေကိုခဏတောင်ကျွတ်လို့မထည့်လို့မရဘူးနော်သေရှင်ရေလောက်ရတဲ့ကိစ္စအဲ့ဒါကိုမြတ်စွာဘုရားအရင်နားလေအောင်လှုပ်ခိုင်းတယ် တဝင်တိုင်းသတိရှိပါစေထွက်တိုင်းသတိရှိပါစေသူ့ကိုလိုက်ပြီးတော့တည်တယ်ကျန်တာကျန်တာတွေပုံမှာတည်နေတဲ့အတိတွေကိုခဏရက်ထံပြီးတော့ဒါဟုပဲစက်တိုင်းတည်နေအဲတတိပဋ္ဌာန်တရားအဲ့ဒီကနေစပြီးတော့ဟောတာနော်နောက်ခန်းစားချက်တွေဖြစ်တိုင်းစိတ်ကူးအတွေ့အကြုံဖြစ်တိုင်းအကုန်လိုက်တည်အကုန်လိုက်တည်ဟုတ်လားအဲ့ဒါပါတော့တတိပဋ္ဌာန်ဒေသနာရဲ့အနှစ်ချုပ်ဘလူရည်ရွယ်ချက်နဲ့ဒါကိုဘုံမလို့တည်အောင်ကြိုးစားနေတာတုံးလို့မင်းလူရင်းပြောရရင် ဘဝဟာဆင်းရဲတယ်လို့ဆိုတဲ့အမှန်တရားဒုက္ခသစ္စာကိုပိုင်းခြားသိရေးအတွက်အဲ့ဒီအလုပ်ကိုလုပ်ရတယ်ဒုက္ခသစ္စာလို့ပိုင်းခြားသိတော့ပုပ်ပုံရဲ့ဘာအကျိုးရှိမှန်းဆိုဟာဆင်းရဲမှန်းသိရင်ဒီဆင်းရဲတဲ့အရာရဲ့အပေါ်မှာမမောတယ်တွေ့တာတယ်ဆိုတဲ့လောဘဟာအစင်းစင်းပဲဖြစ်သွားမယ်လို့ချုပ်သွားမယ်တကယ်မသိသေးလို့လောဘဖြစ်နေတာကိုဟုတ်လားဘဝရဲ့အပေါ်မှာတွေ့တာနေတာကိုထောက်ရင်ဘဝဟာဆင်းရဲတယ်ဆိုတာကျတို့တကယ်မသိသေးဘူးဆိုတာထင်ရှားတယ်ပေါ့သိမသိဆိုတာလောဘဖြစ်မဖြစ်ကိုကြည့်ပြီးတော့ဘုံဘုံတို့နားလည်နိုင်တယ် ဟုတ်လားအဲ့လိုမျိုးတတိပဋ္ဌာန်ဒေသနာမှာလာတဲ့ဤပညာတွေကိုအသုံးပြုပြီးတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်ချပြီးတော့သိအောင်ကြိုးစားလို့တကယ်သိပြီဆိုရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုအစဉ်စဉ်ဖုံဖုံတို့ဟာချုပ်ငြင်းအောင်လုပ်နိုင်လိမ့်မယ်လောဘချုပ်ငြင်းရင်လောဘကြောင့်ဖြစ်တဲ့ဒုက္ခတွေဘဝတွေကလည်းဆက်ပြီးတော့မဖြစ်တော့ဘူးဘဝမဖြစ်လို့ရှိရင်မသေးတော့ဘူးမသေးခြင်းကို ဖုံဖုံတို့ဟာအဲ့ဒီနီးနဲ့သာရနိုင်တယ်ဘဝလက်ရှိနဲ့တော့မသေးခြင်းကိုဘယ်တော့မှ မမျော်လင့်နဲ့မရဘူးတေမာသူကဟုတ်လားတခက်တာကကျွတ်တော့ဘဝရဲ့ပုံမှာလည်းအလွန်မှအမြင်မှန်ကနဲပါတဲ့တွေ့ကြုံဘဝကိုချူတော်မျိုးစုံကနေမက်မောနေတယ်တွေ့တားနေတယ်တော့တေတော့မယ်ဆိုတော့မှပဲမတေချင်တာဟုတ်လားရမလားမရဘူးတော့တကယ်မတေချင်ဘာလို့ရမှာတော့တတိတရားရှေ့ထားပြီးတော့ကိုယ်ဘဝခန္ဓာရဲ့အကြောင်းကိုပဲအမှန်ကန်သိအောင်ကြိုးစားရမှာဟုတ်လား တဘဝခန္ဓာရဲ့အကြောင်းကိုအမှန်သိအောင်ကြိုးစားရမယ်ဆိုတာကသတိပဋ္ဌာန်တရားကိုရည်ညွှန်းတာပေါ့အဲ့ဒါဘုံဘုံကတကယ်မသေးခြင်းရိုးမှန်တယ်သေခြင်းကိုတကယ်ကြောက်တယ်ဆိုရင်အသေးလွတ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုပြောဖို့လို့ကိုကစိတ်ကူးထားတာဘာဝရီပုံနာကြီးဆိုတာရှိတယ်သူ့မှာတပည့်ကြီး16ယောက်အဲ့ဒီတပည့်ကြီး16ယောက်ကိုမြတ်စွာဘုရားကြီးရှင်းလွတ်ပြီးတော့ပု္ပ္ပစာတွေမေးကြတော့အကုန်လုံးယဟန္တာတွေဖြစ်ကြတယ်ဆိုရပါစို့ ဲ့ဒီတဲကမောဂရာဇာလူလင်ဆိုတာလူလင်လို့ဆိုတော့လည်းပဲသူကလည်းပဲအသက်80နှစ်ရောက်နေပါပြီအဲ့ဒီမောဂရာဇာလူလင် မေးတဲ့မေးခွန်းနဲ့မြတ်စွာဘုရားဖြေတဲ့အဖြေနော်အဲ့ဒီမှာမြတ်စွာဘုရားကိုအဲ့ဒီမောဂရာဇာလူလင်ဘယ်လိုမေးတာလဲဆိုတော့ဧဝံဘိက္ခန္တရတ္တဝိအထိပိညာနာအာဂမဧဝံလောကအဝခန္တမေစုရာဇာနပတတိတဲ့ကာထာလေးနဲ့မေးတာ တကယ်ကိုထူးထူးကဲကဲတိတော်မူတဲ့မြတ်စွာဘုရားတဲ့အရှင်ဘုရားရဲ့ထံပေါက်ကိုမေးခွန်းနေမေးဖို့အတွက်တပြည့်တော်ရောက်လာခဲ့ပါတယ်တဲ့ကထံလောကအဝက္ခန္ဓာမစ္ဆုရာဇနပတတိလောကကိုဘလို့ရှုမြင်လို့ရှိရင်တေခြင်းတရားဟာကိုယ်မမြင်ပဲရှိမလဲတဲ့မေးတာလေးကနည်းနည်းလေးကြပြားဆန်းတယ်ပေါ့နော်လောကရဲ့ပုံမှာကိုကဘလို့ရှုမြင်လို့ရှိရင်တေမင်းဟာကိုယ်မမြင်ပဲရှိမလဲ သေးခြင်းတရားကြီးကကိုယ့်ကိုမမြင်ဘူးဆိုတာဆိုလိုတာမသေးတဲ့အနေထားကိုရောက်ဖို့ပြောတာပါတင်စားပြောတာသင်မင်းကကိုယ့်ကိုမမြင်ဘူးသင်မင်းကကိုယ့်ကိုမမြင်ဖို့အတွက်လောကကြီးကိုကိုကဘလို့မြင်ရမှာတော့ဘလို့ရှုမြင်ရမှာတော့ကထံလောကအဝခန္တံဘယ်ကဲ့သို့လောကကို ရှုမြင်သည်ရှိတော်မိစုရာသာသင်မင်းသည်နဘတတိမမြင်ပဲရှိပါအန်ဒီလောကကိုဘလို့ရှုမြင်ရမလဲဆိုတော့လောကဆိုတာဘာပြောတာတော့ လောကဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာပါပဲအဓိကဘဝကိုပြောတာပဲဒီယုံ nant တွေရဲ့ပုံမှာဘလို့မြင်ရမလဲဘလို့မြင်လို့ရှိရင်အဲ့ဒီလူကိုတည်မဲရမမြင်ပဲရှိမလဲမတည်အောင်လောကကိုဘလို့ရှုမြင်ရမလဲဓာတ်ရိုက်ကိုမေးတာပေါ့နော်အဲ့လိုမေးတဲ့ခါမှာမြတ်စွာဘုရားတုံညတောလောကအဝကတုမောဂရာဇသရတတောအတ္တနုဒိဋ္ဌိံဥဟိစ္စဧဝံမစ္စုတရောတေယျာ ဧဝံလောကအဝခန္ဓာမေဇုရာဇာနပတတိတခါတာခွဲနဲ့ဖြည့်တယ်နော်မောဂရာဇာနာမည်လေးခေါ်ပြီးတော့မြတ်စွာဘုရားဖြည့်တယ်မောဂရာဇာတဲ့နော်တေမင်းကကိုယ်ကိုမမြင်ခြင်းဘူးဆိုလို့ရှိရင် လောကကိုဘယ်လိုမြင်ရမှာတုံးဆိုတော့ပုံရတော်လောကအဝခတုနော်လောကကိုတုံညလို့ရှုမြင်ရမယ်တဲ့တော့တုံညဆိုတော့သင်္ချာအလုံးလုံးလေးပါနော်တုံညဆိုတော့ဘာတော့ တန်ဖိုးမရှိဘူးပေါ့နော်အဲ့တော့တန်ဖိုးဆိုတာဘာလဲဟွန်းစဉ်းစားရရကောင်းတယ်နော်တန်ဖိုးဆိုတာတီမြဲရင်ခိုင်မြဲရင်ခိုင်မြဲသလောက်တန်ဖိုးရှိတယ်ဟုတ်လားဟိုကိုယ်နှစ်သက်စီတယ်ချမ်းသာစီတယ်ဆိုချမ်းသာစီရင်ချမ်းသာစီသလောက်တန်ဖိုးရှိတယ်ကိုယ်စိတ်တိုင်းကြဖြစ်ရင်ဖြစ်သလောက်တန်ဖိုးရှိတယ်ကျတို့တန်ဖိုးဆိုတာကိုနေဆာဒုက္ခအတ္တဒီစကလုံးသုံးလုံးနဲ့ဘုံဘုံတို့ နော်တိုင်းတာမှီပြီးသားဖြစ်နေတယ်ကိုစိတ်ကတော့အဲ့လိုတွေးချင်မှတွေးမိမှာပေါ့ဆိုကြမှာဆိုပစ္စည်းတစ်ခုသွားဝယ်တယ်ခဏနေပြက်မဲ့ပစ္စည်းနဲ့အကြာကြီးခံမဲ့ပစ္စည်းဘယ်ပစ္စည်းကပိုတန်ဖိုးကြီးတော့အကြာကြီးခံမဲ့ပစ္စည်းကတန်ဖိုးကြီးတာပေါ့နော်ကျွတ်တော့ဘာလို့မျောလင့်တာတော့နေဆာကိုမျောလင့်တာပေါ့ဒါမဲ့သဘာဝတရားကဘယ်လိုလဲတော့အနေဆာဟောဒါမှမဟုတ်တန်ဖိုးမရှိဘူးလို့ပြောတာသူကဟုတ်လားကျွတ်တော့ဒုက္ခကိုမျောလင့်တယ် ကိုဘယ်လောက်ချမ်းသာသွားစေမလဲပစ္စည်းတစ်ခုဝယ်ရဆိုရင်ကို့အတွက်ဒါဘယ်လောက်အဆင်ပြေမလဲဆိုတာကိုကြည့်တယ်ကို့အတွက်အဆင်မပြေဘူးဆိုရင်တန်ဖိုးမရှိဘူးကို့အတွက်ဟုတ်လားကို့ဘာကိုမြုံမနာတော့ဒုက္ခဒါမဲ့လောကကဒုက္ခသဘောမဟုတ်ခဲ့ဘူးဒုက္ခသဘောပဲဖြစ်နေတယ်ဒါကြောင့်တန်ဖိုးမရှိဘူးလို့ပြောတာဟုတ်လားကိုစိုးကိုပိုင်သဘောလေးကို့စိတ်တိုင်းကြလေးကိုဖုံဖုံတို့ကမြုံမန်းတယ်ကို့စိတ်တိုင်းကြဖြစ်ရင်ဖြစ်တဲ့လောက်ဒီရာတန်ဖိုးရှိတယ်ဘာကိုမြုံမနာတော့ကျွတ်တော့အတ္တ ဒါမဲ့လောကကဘယ်လိုတော့အနတ္တတန်ဖိုးမရှိဘူးလို့ပြောတာနေဆာသဘောလည်းမရှိဘူးဒုက္ခသဘောလည်းမရှိဘူးအတ္တသဘောလည်းမရှိဘူးဘာပဲဖြစ်နေတာလို့ဆိုတော့အနေဆာဒုက္ခအနတ္တပဲဖြစ်နေတာအဲ့ဒါကြောင့်တုံညာလို့ပြောတာတန်ဖိုးမရှိလို့တုံညာလို့ပြောတာနော်တုံညာတော်လောကအဝကတုလောကကိုတုံညာလို့ရှုမြင်ပါတဲ့အဲ့လို ရှုမြင်တဲ့နေရာမှာအစီအစဉ်တရားလေးမြတ်စွာဘုရားခိုင်းတယ်ဘယ်လိုခိုင်းလို့ဆိုတော့ အတ္တနုဒိဋ္ဌိဥဟိဇံအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့နော်တရာတတော်အမြဲတမ်းသတိရှိပြီးတော့နော်ဒါတွေကယုံ nant တွေပုဂ္ဂိုလ်တတ္တဝါတွေမဟုတ်ဘူးလို့အရင်ဘုံဘုံတို့ဟာသူတမယဉာဏ်နဲ့နားလည်ထားရမယ်ပေါ့ဟုတ်လားဒါမဲ့ဉာဏ်နဲ့ပယ်နှုတ်တဲ့ကိစ္စကဒါကဝိပဿနာတရားရင့်ကျက်လာမှစူးစမ်းအထောက်မှုတွေများမှနောက်ဆက်တွဲဖြစ်လာမယ်အကျိုးရလတ်ပေါ့နော် ပထမဥစွာဘုန်းကြီးတို့ကဘာလို့ရမှာတော့ဒါတွေဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးယုံနယ်နေဖြစ်နေတာလို့အရင်နားလဲရမယ်နားလဲပြီးတော့ဘာလို့ရမှာဆိုတော့တတိပဋ္ဌံတရားကိုပွားရမယ်အဲ့ဒါကိုသူကတဒါတတော်တဲ့အမြဲတမ်းတတိရှိရမယ်တတိကမရှိတဲ့ချက်ရှိတဲ့ချက်တောင်မပြောဘူးနော်အမြဲတမ်းရှိရမယ်တရားမြ мян ရခြင်းတတိအမြဲတမ်းရှိဖို့ကြိုးစားရမယ်ပေါ့အဲ့ဒါလိုတတိရှိမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတွေကိုသူကမြင်လာလိမ့်မယ်ဒါတတိပဋ္ဌံတရားကိုပဲ ရှုထောင့်တစ်မျိုးကနေပြီးတော့ပြောလိုက်တဲ့သဘောပါပဲလောကကိုတုံညလို့မြင်လို့ရှိရင်သေခြင်းတရားမင်းကိုမမြင်နိုင်ဘူးလို့ပြောတာတော့လောကကိုတုံညလို့မြင်ဖို့လောကရဲ့တန်ဖိုးမဲ့ပုံကိုမြင်ဖို့ဆိုရင်လောကကိုပဲဘုံဘုံကပြန်ပြီးတော့ကြည့်ရလိမ့်မယ်အဲ့လိုကြည့်တဲ့အခါမှာအခြေခံအဖြစ်ပါရှိရမှာလို့ပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးသဘာဝတရားတွေဖြစ်နေတာရုပ်တည်နေတွေဖြစ်နေတာလို့အခြေခံအဖြစ်နားလည်ရမယ်ပေါ့အကြောင်းအကျိုးသဘောတွေလို့နားလည်ရမယ်ပေါ့အဲ့ဒီနားလည်မှုပေါ်မှာရက်တည်ပြီးတော့ ဘုဖုံတို့ဟာတတိနဲ့ပညာနဲ့ဒီဖြစ်စဉ်တွေရဲ့အပေါ်မှာအာယုံဆိုင်ပြီးတော့နော်ရှုမှတ်နေမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတုံညာသဘောတွေကိုတဖြည်းဖြည်းနဲ့မလုပ်လာမလို့မြင်လာလိမ့်မယ်ခုလောကကိုကျွတော့ဟာတန်ဖိုးရှိတယ်လို့ထင်နေကြတာနော်ဘေယာကဘလောက်တန်ဖိုးရှိတယ်နော်စီတီမတ်ထဲသွားလိုက်ရင်ပစ္စည်းလေးတွေအကုန်လုံးဈေးနှုန်းလေးတွေကတ်ထားတာမရှိဘူးလား ကျွတ်တော့လေကျွတ်တို့ရဲ့ဘဝမှာအသီးသီးဈေးနှုန်းတွေကတ်ထားတာရှိတယ်။ဘယ်ဟာရဲ့တန်ဖိုးကဘလောက်သာသမီဆိုရင်တော့တန်ဖိုးဖြတ်လို့မရတော့ဘူးနော်။တန်ဖိုးကြီးလေးလေးသူနဲ့ပတ်သက်တဲ့ကိစ္စတွေကအရေးကြီးလေးလေးအရေးကြီးလေးလေးပြာတောက်နေလေးလေးဒါပဲဟုတ်တယ်မို့လားနော်။အဲ့တော့စဉ်းစားနော်ဒီဥစ္စာကဒါကတော့တို့ဘုံမလို့ရဲ့စိတ်ထဲကဖြစ်နေတဲ့သောကကိုဒီနီးမှန်လမ်းမှန်ကုစားမှပြောင်းမှကျန်တဲ့နီးနဲ့ပျောက်เสียကြအောင် မရှိဘူးဒါကြောင့်မြတ်စွာဘုရားသတိပဋ္ဌာန်တရားကိုပဲနော်လောကပရိဒေဝနာတမဋိကမာယစိုးရင်ခြင်းကိုကြွေးခြင်းကိုသူကလွန်မြောက်စေမှာလို့ဒီလိုဟောတာ ဟုတ်လားစိုးရင်မှုတွေနည်းခြင်းတယ်ငိုကြွေးရတာတွေမဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါဒီသဘာဝတရားတွေကိုအမှန်သိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တတိထားပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်စိတ်ကလေးမြန်ပြန်မြင်အောင်လေ့ကျင့်နိုင်မယ်ဆိုရင်တုံတန်ယုံနော်တောကပရိဒေဝနာ ကြီးကြီးမားမားတွေဖြစ်เสียအကြောင်းသိမမြင်ဘူးလို့တောင်ဖုံဖုံထင်တယ်။ဟုတ်လား။ဟုတ်ပြီနော်။အဲ့တော့လောကကိုဘလို့မြင်မှသေခြင်းတရားကကိုယ်မမြင်ပါလဲဆိုရင် လောကကိုတုံညလို့မြင်မှသေခြင်းတရားကကိုယ်မမြင်ပါနော်။အေးဝမစ်စုတတော်သိရအဲ့ဒါဆိုရင်သေခြင်းကိုလွန်မြောက်လိမ့်မယ်တဲ့။အေးဝလောကအဝခန္ဓာမစ်စုရာဇာနဘတတိနော်လောကကိုအဲ့လိုတုံညလို့မြင်မယ်ဆိုလို့ရှိရင်သေခြင်းတရားအသင့်ကိုမြင်မှာမဟုတ်ဘူးတဲ့။ ဟုတ်လားဒါကြောင့်အစီအစဉ်တရားလေးတော့နားလည်ဖို့လိုမှာပေါ့နော်အတ္တနုဒိဋ္ဌိဥဟိဇာဆိုတဲ့စကားလေးကလည်းရှင်းပြရတာကောင်းတယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်၍နော်အတ္တဒိဋ္ဌိဆိုတာယုံနံကိုပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့သဘောနော်ဖယ်ရှား၍လို့မပြောဘူးပယ်နှုတ်၍လို့ပြောတယ်ပိုးပြီးတော့လေးနဲ့သွားတယ်လို့ထင်တယ်နော်ဒီဇပွဲဘဝရှိတဲ့ပစ္စည်းလေးတွေဖယ်ဖို့ဆိုတာလွယ်တယ်တွန့်ချလိုက်အောင်ပဲ။ မြေကြီးပေါ်မှာပေါက်နေတဲ့တော်တော်ကြီးတဲ့သစ်ပင်ဆိုရင်အဲ့ဒါလိုလေးဖယ်လို့ရမလားဟာတူပါဆိုရနဲ့ तू ကနှုတ်ဖို့ကြိုးစားတာနော်ဖျက်ဖို့ကြိုးစားတာတဲ့တောင်ပို့ပြီးတော့ तू ကခက်ခဲတယ်ပေါ့ဟုတ်လားအခုလည်းပဲတန်တရာလုံးကမှားလာတဲ့ဒီအမှားကို နော်ဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်ဘုန်းဘုန်းတို့တွေကနော်အလွန်အမင်းကိုပဲခက်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 ကြိုးစားလိမ့်မယ်ဒါကိုပုံပေါ်မှာစွာဗျာအတ္တနုဒိဋ္ဌိဥဟိစ္စအတ္တဒိဋ္ဌိကိုပယ်နှုတ်၍လို့ဒီလိုဟောတယ် ဟုတ်လားပြီးရင်ကျင့်စရာဘာတော့တဒါတတော်ပဲတဒါအမြဲတမ်းတတော်သတိရှိရမယ်ကိုယ်ခန္ဓာကိုယ်ပေါ်မှာသတိရှိနေရမယ်ဘာဖြစ်နေတယ်လဲဆိုတာကိုသိနေရမယ်လို့ဆိုလိုတာဟုတ်လားအဲ့လိုသိပါများလာလို့ရှိရင်မြတ်စွာဘုရားမြင်စေခြင်းနာကဘာတော့ပုံညအဲ့ဒီမြတ်စွာဘုရားမြင်စေခြင်းနဲ့အမြင်မှန်ကိုအဲ့ဒီကြရင်တဖြည်းဖြည်းနဲ့ရလာမယ်ဘာတမိုးမှမရှိတာတွေပဲစင်စက်မပြတ် ဖြစ်နေတာသက်သက်ဒုက္ခဖြစ်နေတာလို့ तू ခံစားသည်နဲ့တောင် तू တဖြည်းဖြည်းနဲ့တိတိလာမယ်ဟုတ်လားအဲ့ဒီလမ်းစဉ်ကိုဘုံဘုံတို့ဟာမမိတ်မတုံရှောက်မယ်ဆိုလို့ရှင်နောက်ဆုံးမဉဏ်ပူဉဏ်ရပြီးတော့နော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတ်ပြီးတော့မသေးရတော့တဲ့အနေထားမသေးရတော့တဲ့အနေထားဆိုတာဘဝချုပ်ငြိမ်းတဲ့အနေထားကိုပြောတာအဲ့ဒါဘဝချုပ်ငြိမ်းမှသိခြင်းတရားကဘုံဘုံတို့တကယ်လွတ်မြောက်မှာဒီသဘောကိုပြောတာနော်ဒါကြောင့်ဒီနေ့တရားဘာတရားတုံးလို့မေးလို့ရှိရင် နော်သိခြင်းလွတ်တဲ့တရားနော်သိမင်းမမြင်ရအရက်မြတ်စွာဘုရားဒါတင်စားဟောတာပေါ့နော်အသေးလွတ်တရားဒါဟိုတုန်းကဖုံဖုံဒါတွေကိုအကျယ်ကြီးဟောဦးတာတွေရှိပါတယ်အဲ့ဒီတုန်းကလည်းအဲ့ဒီတုန်းကအမြင်လေးတွေနဲ့ရောပြီးတော့ဟောတာပေါ့နော်နော်အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားလေးဆိုရင်တော်တော်လေးအစီအစဉ်ဆွဲပြီးတော့ဘုံဘုံဟောထားတာနော်အသေးလွတ်ဖို့ဆိုတာတော့တကယ်ရှိရမယ်ရည်မှန်းချက်ပေါ့သို့တော့ဘုံဘုံတို့ကအဲ့ဒါလောက်ကြီးမရင်ကျက်သေးတဲ့ကာလမျိုးမှာ အသေးကောင်းဖို့လေလူသေးတယ်ပေါ့နော်အသေးလွတ်ဖို့ကတော့ရဟန္တာဖြစ်မှာအသေးလွတ်မှာမဖြစ်သေးတဲ့ကြာကာလမှာလည်းပဲဘဝထဲမှာတွားရအောင်ပဲဆိုရင်အသေးကောင်းဖို့ကလူသေးတယ်နော်အသေးကောင်းလို့ရှိရင်ဘဝကောင်းရမယ်ဒီသဘောလေးကိုရည်ညွှန်းပြီးတော့အသေးကောင်းအောင်စ조사ရမယ်ပြီးရင်အသေးလွတ်အောင်လည်း조사ရမယ်ဒီအကြောင်းအရာလေးတွေကိုပြောထားတယ်လို့ထင်ပါတယ်နော်အဲဒါကြောင့်ဒီနေ့တရားနာပိသက်ပေါင်းသူတော်ကောင်းတို့ကိုဘုံဘုံတို့နော်ဘဝရဲ့သဘောတဘာဝနဲ့ နော်အဲ့ဒီဘဝရဲ့ဆိုးဝါးတဲ့အခြေအနေလို့ပြောရမယ်သေခြင်းတရားအဲ့ဒီအခြေအနေဇိုးကနေလွတ်မြောက်အောင်ဘလို့ကြိုးစားရမလဲဆိုတဲ့နိလန်းလေးရသော်ဘုရားရဲ့အလိုတော်ကြပြောပါတယ်နော်ဒါကြောင့်ဆွမ်းအားရှိသမျှကြင်ကြံကြိုးကိုအထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာအငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့ဆွမ်းတက်တဲ့ကြောင့်ဘုရားတပည့်တော်တို့ဒီမေညာပုညမြတ်နိဗ္ဗာန်ကို လင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရရှိကုန်သောဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်း